သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနှမဒီကနေ့ဂျွန်လ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တက်သေးကိုရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုတုံးလုံးကြောက်ရောက်ပောက်ကွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျုပ်နာမခတ်တပ်အတွင်းထဲကိုရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာသုံးလုံးကြောက်ပောက်ကွဲခဲ့ပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း Brief Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယမန်နေ့ဇွန်လ14ရက်နေ့ည10:30မိနစ်ကမုံရွာမြို့အခြေစိုက်အကြံဖတ်စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်တနာကျုပ်နာမခတ်တဲကိုတရခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ သုံးလုံးနမခတဲ့အတွင်းထဲကိုကြောက်ရောက်ပေါက်ကွဲခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းနမခတဲ့အတွင်းမှာလည်းချက်ချင်းပြန်လဲပြစ်ခတ်မှုရှိခဲ့ကြောင်းသိရှိရပါတယ်။အကောင်ကြီးကြီးတကောင်လာလို့အစည်းအဝေးလုပ်ပြီးစားပွဲတောက်ပွဲလုပ်တာကိုသိရလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာအဲဒီစားတောက်ပွဲဘက်ကိုလည်းတလုံးကြတယ်လို့သိရတယ်။နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကိုတော့စုံစမ်းနေစေပါလို့ Brave Warriors for Myanmar PWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow Mongyaw အဖွဲ့ Shwetri Gan Mahamit တက်ရင်နဲ့ Justice Brothers Force အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission ပေါ်ဆောင်ခဲ့တဲ့ရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့လက်ယုံတပ်ဖွဲ့များကိုအတိအကအမိန်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီးတော်လရင်အင်အားစုများကိုနှီးမျိုးစုံနဲ့နှိမ်နှင်းနေတဲ့ဌာနချုပ်ဖြစ်ကြောင်း ယခုနောက်ပိုက်မှာစက်တက်လေဒီများဒရုန်းများကိုလည်းနမခတဲမှာပင်ပင်မအထိုင်ထားပြီးတော်လရင်အင်အားစုများသမကပြည်သူလူထုကိုပါနှီးမျိုးစုံနဲ့နှိပ်စက်တက်ဖြတ်နေတဲ့အတွက်ကြောင့် BWM ရဲ့ Mission 41ဖြစ်ပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိပေးထားပါတယ်ဒါအပြင်နမခအတွင်းထဲမှာပျော်ပွဲရှင်ပွဲကျင်းပမှာကိုကြားသိရတဲ့အတွက်စစ်ကောင်စီနဲ့အပေါင်းအပါများအားမလုံခြုံတဲ့ခန်းစားချက်နဲ့အမြဲတမ်းချိန်ချောက်ခံရတဲ့ခန်းစားချက်ကိုရရှိစေဖို့ရည်ရွယ်ပါကြောင်းထက်စင်အသိပေးထားပါတယ် မရှင်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးကြတဲ့နေမီကန်တော်လိုင်းအင်အားစုများကိုလည်း BWM အဖွဲ့မှကျေးဇူးတင်ရှိပါကြောင်း BWM နဲ့မဟာမိတ်တို့ဟာစစ်ရှုံးကောင်စီရဲ့လေတပ်များနဲ့အကြီးစားစီရင်ပစ်မှတ်များကိုပြည်သူကိုစားဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့40နီးပါးလက်နက်ချအလင်းဝင်လာကစစ်တပ်ဘက်မှတိုက်စုံးမှုများပြားနေကြောင်းတင်ဆက်ပေးပါမယ် ်အရခတ်တတော်အေးရဲ့ထိုးစစ်ကြောင့်တရုတ်စီမံကိန်းတီရှိရန်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကယာနေချီတိတ်ဆုံမှုများရှိနေကြောင်းစီရေးတရင်အရင်မြင့်များကပြောပါတယ်ဇွန်လ14ရက်နေ့အထိစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်ရောက်သူ40နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က100နီးပါးသေဆုံးမှုများရှိကြောင်းကြောက်ဖြူစည်ရည်တရင်အင်းမြင့်များကပြောဆိုပါရယ် တိုက်ပွဲကကြောက်ဖြူအမှတ်30နှစ်ရစ်တဲ့ရင်ကိုအေအေဘက်ကထိုးစစ်စင်တိုက်ခိုက်နေတယ်တိုက်ပွဲကအရန်ပြင်းနေတယ်အေအေဘက်ကလည်းအလုံးအရင်နဲ့ဝင်တိုက်နေတာပါ14ရက်နေ့အထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ချအလင်းဝင်လာတာပါဘုံမှုအဆင့်ထိပပါတယ်အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိသူတွေကစစ်မှုထမ်းလူငယ်တွေများပါတယ်လို့ကြောက်ဖြူစီရစ်တရင်အရှိမြက်ကပြောဆိုပါတယ်ကြောက်ဖြူအမှတ်30နှစ်ရစ်တဲ့ရင်ကိုဇွန်လဆန်းပိုင်းမှာစတင်ပြီးအရခတ်တပ်တော်အေအေကထိုးစစ်စင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိအဆိုပါရဲတပ်ရင်းကိုအေအေကလက်နက်ကြီးများနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းတရင်အရှိမြစ်ကဆိုပါတယ်။အာရခတ်တပ်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်မှုကြောင်းအမှတ်30နှစ်ရဲတပ်ရင်းမှအချုပ်ခံခမ်းမဆောင်နားနေဆောင်စစ်ပီးကန်းနဲ့စစ်ကောင်စီမိသားစုများနေထိုင်ရာအဆောက်များကိုကြရောက်ပောက်ကွဲပျက်စီးမှုများရှိကြောင်းတရင်အရှိမြစ်ကပြောဆိုပါတယ်။မေလ30ရက်နေ့နဲ့ဇွန်လဆန်းပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ရေကြောင်းတင်မောကနေတဆင့်လက်နက်ခဲယမ်းများအပအဝင်စစ်ကောင်စီတပ်သားယာနဲ့ချီကပို့ဆောင်ပေးခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။ လက်ရှိမှာစစ်ကောင်စီအခြေစိုက်ထားတဲ့ဂုံချွင်ကြီးရွာမှာခမာယာ၅လေးနဲ့ခမာယာ၅လေးတုံတက်ရင်များမှာလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်နေပြီးစစ်သည်မောများမှာလည်းပြစ်ကူများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်တိုက်ပွဲကအတော်ကိုပြင်းထန်နေတာပါအမှတ်30ရစ်တက်ရင်မှအချုပ်ခန်းခမ်းမဆောင်နားနေဆောင် CP ကန်းတွေအကုန်ပြက်စီးနေပြီလက်နဲ့ကြီးတွေနဲ့လည်းတောက်လျှောက်ပြစ်တယ်တန်စစ်မြေမှာရှိတဲ့စစ်သင်းမောတွေကလည်းတောက်လျှောက်ပြစ်ကူပေးနေတယ်လို့၎င်းကဆိုပါတယ် ကြောက်ဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အာရကတက်တော်အေအေတို့တိုက်ပွဲအတွင်းထဲမှာစစ်မှုတန်ခေါ်ယူခံရတဲ့ဗျံဖြူရွာသား40ကျော်ဟာလဲဇွန်လပထမပတ်လောက်ကအေအေထံကိုလာရောက်ပူးပေါင်းခဲ့ကြပါတယ်။ကြောက်ဖြူမျိုးအနီးမှာစစ်ကောင်စီနဲ့အာရကတက်တော်အေအေတို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စခန်း၃ခုထက်မနည်းကိုသိမ်းပိုက်ရရှိထားကာနောက်ဆုံးသတင်းအရစစ်ကောင်စီဘက်ကတိုက်ရင်အလိုက်အလင်းဝင်ရောက်မှုများလည်းရှိလာကြောင်းသိရှိရပါတယ်။ အမှတ်32ရစ်တရင်အနီးကနှမ်းဖဲတောင်စခန်းမင်းတက်တောင်စခန်းနဲ့လက်ကမော်စခန်းတို့ကိုအေအေကသိမ့်ပိုက်ထားပြီးရင်းစခန်းသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်တုံးမှန်15ဦးကိုအေအေကအရှင်ဖမ်းဆီးရရှိထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပလဲတိုက်ပွဲကိုပို့ခံရတဲ့စစ်ကောင်စီတပ်သားတအုပ်ပတ်ပြောင်းခိုလုံခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းပလဲမြုံနဲ့ကန်တောင်ရွာစကန်းသိန်းတိုက်ပွဲကိုပို့ခံရတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ခဲယမ်းတွေနဲ့အတူပတ်ပြောင်းခိုလုံလာခဲ့တယ်လို့ဇွန်လ15ရက်ဒီကနေ့မှာရင်းမာပင်ခရိုင်အမှတ်7တရင်ကထုတ်ပြန်ပါတယ်။ပတ်ပြောင်းလာသူမှာအသက်40အရွယ်တပ်သားထက်လင်းအောင်ခကြော်ကိုဖြစ်ပြီး MA1 တနက်တလက်ကြီ45တောင်းလက်ပစ်ဘုံတလုံး M14 နေမိုင်းတလုံးနဲ့အတူဇွန်လ6ရက်နေ့မှာစစ်ကြောင်းကနေထွက်ပြေးလာတာလို့ဆိုပါတယ်။ဖုန်းတွေကတော့တင်းခံထားရတဲ့စစ်ကြောင်းကနေထွက်ပြေးလာပြီးရွာတွေဘယ်ဘက်ရှိတာလဲမေးပြီးအလင်းဝင်လာတာပါ။ ပလင်းနဲ့မရောက်ခင်ကတည်းကအလင်းဝင်ဖို့စစ်ကြောင်းထဲမှာပါတဲ့စိတ်ချင်းတူတဲ့နှစ်ယောက်ညှိထားရာကနေအလင်းဝင်မဲ့နောက်တစ်ယောက်ကထိတွေ့မှုဖြစ်ပြီးကြာသွားလို့တယောက်တည်းစစ်ကြောင်းတဲ့ကထွက်ပြေးလာတာလို့ရင်းမာပင်ခရိုင်အမတ်စနစ်တရင်မှာတာဝန်ရှိသူတဦးကပြောပါတယ်။ထက်လင်းအောင်ဟာမုံရမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေတိုက်ပွဲပြင်းထန်နေတဲ့ကန်တောင်စကန်းကိုရဟတ်ရင်နဲ့စစ်ကူပို့လာတဲ့အင်အား140ပါစစ်ကောင်စီအဖွဲ့တွေနဲ့ပါဝင်လာခဲ့တယ်လို့သူကဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မှာစတင်ကတော်လန်ရေးတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကန်တောင်ကျေးရွာနေမြေရေစကန်သိမ့်တိုက်ပွဲဟာဇွန်လ၁၅ရက်နေ့ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလည်းလေကြောင်းကနေနေတိုင်းဘုံကျဲနေတာကြောင့်ဒေသခံတွေထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့သိရှိရပါတယ်။လက်ရှိမှာထက်လင်းအောင်အနေနဲ့သူ့နေရက်ကိုပြန်ရင်ဖမ်းဆီးခံရမှာစိုးလို့နေရက်ကိုမပြန်ပဲမုံရွာခရိုင်အမှတ်၁၂တရင်ထဲမှာပဲလွတ်လွတ်လပ်လပ်နေထိုင်권ပြုထားတယ်လို့အထက်ပါတာဝန်ရှိသူကဆိုပါတယ်။ အေယာဝတီတိုင်းပန်တနော်မြို့ခံတူဖြစ်တဲ့ထက်လင်းအောင်ဟာ2024ခုနှစ်အောက်တိုဘာလမှာပန်တနော်မြို့မှာရဲစခန်းမှာအချုပ်ကျခံနေရကနေအမတ်ငါချင်းမြန်တပ်သားတဲ့ဖြစ်ခေါ်ဆောင်ခံရပြီးစစ်တင်တန်း9လပြီးဆုံးပြီးနောက်ရင်းနီမြို့နဲ့တောင်ကုန်မြို့နယ်တို့ကစစ်မြေပြင်မှာတာဝန်9လထမ်းဆောင်ခဲ့ရတယ်လို့သိရှိရပါတယ်ဒီကတဲ့နဲ့အော်တိုဘားလ26ရက်နေ့ကလည်းပလဲမြို့နယ်ကန်တောင်နေမီရေစခန်းကအသက်39နှစ်အရွယ်ရေတက်ချက်တူဟာ BA63 G3 တနက်တလက်နဲ့ကြီအချူလက်ပစ်ဘုံတလုံးကိုယူဆောင်လာပြီးပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖထံကိုအလင်းဝင်ရောက်လာတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပြူတူမိသားစုဝင်12ဦးပါခေါ်လာပြီးပကဖလှုပ်ရှားတရင်ထံအလင်းဝင်တနက်တလက်နဲ့ခဲရန်များယူဆောင်လာ၍ကြက်သိန်း90ချင်းမြင့်ကေကြောင့်တင်ဆက်ပေးပါမယ် ပခုတ်ကူမြို့နယ်အောင်တာကျေးရွာမှာစစ်ကောင်စီတပ်နဲ့ပြူစောတိအထိုင်စခန်းမှာကြီးနိုင်ငင်းချင်းလှုပ်ရီဆိုးကပြူစောတိတဦးမိသားစုများမှာခေါ်လာပြီးအလင်းဝင်လာကြောင်းပခုတ်ကူပကဖလှုပ်ရှားတက်တပ်ဖွဲ့ငါအေယာတောင်းတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ပခုတ်ကူမြို့နယ်မြစ်ချီမြို့နယ်ခွဲအောင်တာရွာပြူစောတိစခန်းမှာပြူစောတိကိုပြည်သူစစ်တဦးဟာအေယာတောင်းတပ်ဖွဲ့ထံကိုချိတ်ဆက်ပြီးဇွန်လ12ရက်နေ့ကမိသားစုလိုက်အလင်းဝင်လာခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ် အပြစ်မရှိတဲ့ပြည်သူလူထုကိုတနက်ပြောင်မလဲခြင်းနာရဲ့ပြူစော်တီစကမ်းမှာကြီးနိုင်ငယ်ချင်းလှုံလွန်းတာရဲ့အကြောင်းလို့ဆိုပါတယ်လို့စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်ဦးဗတ်ပြောင်းခုံလုံလာရတဲ့အကြောင်းအရင်းကိုအေယာတောင်းတက်ဖွဲ့တာဝန်ရှိသူကလူထုຫນွေဦးကိုပြောပါတယ်အဆိုပါအလင်းဝင်ပြည်သူစစ်တပ်ဦးနဲ့အတူမိသားစုဝင်များဖြစ်ကြတဲ့လူကြီး၈ဦးကလေးလေးဦးအပြင် G3 အမျိုးအစားတနက်တလန်းကြီးပေါက်၈ခု G356 တောင်း equipment တစ်စုံအီနာကဘုံဒီတလုံးတို့ကိုယူဆောင်လာခဲ့ကြောင်း၎င်းတာဝန်ရှိသူကဆက်ပြောပါတယ် ထို့ကြောင့်လက်နက်ခဲယမ်းများနဲ့တကွအလင်းဝင်ပတ်ပြောင်းခိုးလုံလာတဲ့၎င်းကိုအေယာတောင်းတပ်ဖွဲ့မှကြက်သိန်း90ချီမြင်ခဲ့ကြောင်းရင့်တပ်ဖွဲ့ကအသိပေးထားပါတယ်။မြစ်ချီမြို့နယ်ကွယ်အောင်သာကြီးရွာမှာပကုတ်ကူအခြေစိုက်တပ်မတရတက်မှစစ်ကောင်စီတပ်သားများအပါအဝင်ပြူစောတိပြည်သူစစ်အင်အား90ခန့်ဟာအထိုင်ချတပ်ဆွဲထားပြီးဇွန်လ12ရက်နေ့မိသားစုလိုက်ထွက်ပြေးလာတဲ့ပြည်သူစစ်တဦးရဲ့အကိုဖြစ်သူဟာလည်းပြီးခဲ့တဲ့မေလအတွင်းကအေယာတောင်းတပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှန်ပန်းတပိတ်နဲ့အင်ကြီးပြရှစ်ရက်တာလူလူလှရှားမှုနှစ်ခုမှပြည်သူများပါဝင်ကြရန်နှိုးဆော်မိမိရဲ့လုံခြုံရေးကဦးစားပေးပထမဖြစ်ပြီးလုံခြုံရေးအသည့်တတိအပြည့်နဲ့ပါဝင်ရန်တိုက်တွန်းထားကြောင်းတင်ဆက်ပေးပါမယ်လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှန်ပန်းတပိတ်နဲ့အင်ကြီးပြလှရှားမှုနှစ်ခုမှပြည်သူများပါဝင်ကြရန်အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစု General Strike Coordination Body GSCB ကယနေ့နှိုးဆော်လိုက်ပါတယ် လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်မယ့်လူထုခေါင်းဆောင်ဒေါ်စန်းစုကြည်ရဲ့မွေးနေ့ကိုဂုံပြုတ်ကျူဆိုတဲ့အထိတ်မှအဖြစ်မွေးနေ့ရှင်နဲ့တကွအတမဖန်စီခံခဲ့ရတဲ့နိုင်ငံကြီးအချင်းသားများအလုံးချွေးချဲမရှိအမြန်ဆုံးလွတ်မြောက်ရေးစစ်အုပ်စုဖန်တီးနေတဲ့အတုအယောင်တရားမဝင်ရွေးကောက်ပွဲကိုတပိတ်မောက်တဲ့အနေနဲ့လူထုလှုပ်ရှားမှုကြီးနှစ်ခုဆင်နွှဲကြဖို့တိုက်တွန်းလို့ဆိုလို့ကြောင့်ကြေညာထားပါတယ်။ ပထမလှုပ်ရှားမှုမှာလူတို့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှုပ်ရှားမှုဖြစ်ပြီးနေစဉ်ဤအပါအဝင်လက်လန့်မရပန်းများကိုဖျားပန်းတင်ခြင်းစံကေတာမှအမျက်တနှုတ်ပန်းစင်ကြခြင်းအလှပန်းအိုးထိုးခြင်းအပြန်အလှန်ပန်းလက်ဆောင်ပေးကြခြင်းအွန်လိုင်းပေါ်တင်ကြခြင်းမြေပြင်မှာလည်းပန်းတပိတ်လူတို့လှုပ်ရှားမှုကိုလုံခြုံရေးအသည့်တတိအပြည့်နဲ့ပေါ်ဆောင်သွားကြဖို့ GSCB ကတိုက်တွန်းနှိုးဆော်ထားပါတယ် ဒုတိယလှုပ်ရှားမှုအဖြစ် အင်ကြီးအပြလှုပ်ရှားမှု Blue Shirt Campaign ဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ရည်ရွယ်ကြောင်းအင်ကြီးအပြပစိုးအပြဘောင်းမီအပြအုတ်ထုတ်အပြအစရှိတဲ့အပြရောင်အဝယ်အစားအသုံးဆောင်တွေကိုဝစ်စင်အသုံးပြုကြရန်ဖြစ်ကြောင်းသိရှိရပါတယ်။ပန်းတပိတ်လှုပ်ရှားမှုနဲ့အင်ကြီးအပြလှုပ်ရှားမှုရှိရတာ Campaign ကိုဇွန်လ14ရက်နေ့မှ21ရက်နေ့အထိမိမိအဆင်ပြေတဲ့ရက်တရက်မှာဖြစ်စေနေ့စဉ်ဖြစ်စေအဆင်ပြေတဲ့ပုံစံနဲ့ပါဝင်နိုင်ကြောင်းသိရှိရပါတယ်။ တော်လန်တွေ့မအေးဘူးဆိုတာပြည်သူလူထုကပြကြရမှာပါပဲဒါပေမဲ့မိမိရဲ့လုံခြုံရေးကအတိအကဖြစ်တယ်ကိုဘေးမဖြစ်အောင်အန္တရာယ်မရှိအောင်လူမှုကွန်ရက်ပေါ်တင်ရင်လဲကိုကိုပြန်ပြီးဒုက္ခမဖြစ်အောင်ပါဝင်ကြဖို့တိုက်တွန်းခြင်းနဲ့တော်လန်စိတ်နဲ့အစဉ်ပြေတဲ့ပုံစံနဲ့ပါဝင်ကြပါအထူးသဖြင့်တော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်တပ်ရဲနဲ့တရင်ပေးတွေကမိမိကိုဒုက္ခမပေးနိုင်အောင်လုံခြုံရေးဦးစားပေးစီစဉ်ပြီးလှုပ်ဆောင်ကြပါလို့တိုက်တွန်းခြင်းပါတယ်လို့ပြည်တွင်းမှာမြို့ပြတော်လန်ရေးတပိတ်အဖွဲ့ဝင်တအုပ်ကအကြံပြုတိုက်တွန်းထားပါတယ် လာမယ့်ဇွန်လ19ရက်နေ့မှာလူထုခေါင်းဆောင်တောင်ဆန်းစုကြည်ဟာအသက်80နှစ်ပြည့်ပြီဖြစ်ပြီးစစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစတင်ပြီးတောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုစောထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လိုင်းရင်ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာ